လူတယောက်ကပတ်စံကိုကြည့်ပြီးတော့မှစကားဆပြီးတော့မှပြောပါတယ်။မင်းတိတ်ကြီးကျယ်မနေပါနဲ့တဲ့။မင်းဟာလေဆက်ကူတစ်ခုပါပဲတဲ့။မင်းဟာဆက်ကူရဲ့အပိုင်းစားတစ်ခုပါပဲတဲ့။အဲ့လိုပတ်စံကိုပြောလိုက်ပါတယ်။ပြောလိုက်တဲ့ချိန်မှာပတ်စံကပြုံပြုံလေးနဲ့ကြည့်ပြီးတော့မှအဲ့ဒီလိုကိုပြန်ပြောလိုက်ပါတယ်။ဟုတ်ပါတယ်ကျွန်တော်ကဆက်ကူပါပဲဆက်ကူတရွက်ရဲ့အပိုင်းအစပါပဲဒါပေမဲ့ခမားကျွန်တော်ကိုအမိုက်ပုံးထဲမှာမြင်မြင်ဘူးသလားလမ်းပေါ်မှာမြန်ပတ်စံနေကြကျင်းတာမြင်ဘူးသလား အဲ့လိုမေးလိုက်တော့ခုနကလူလဲဘာပြန်ဖြေရမှန်းမသိတော့ပါဘူးပြီးတော့မှပတ်စံကပြန်ပြီးတော့မှ ပြောပါတယ်ဘယ်မြင်မှုမလဲလူတွေကကျွန်တော်ကိုမြင်လိုက်ပြီဆိုတာနဲ့ဘင်းတရာမှာပဲတွေ့တွေ့မြင်ကြီးပေါ်မှာပဲတွေ့တွေ့အမိုက်ပုံထဲမှာပဲတွေ့တွေ့ဇွတ်လိုချင်နေရတဲ့အတွက်ဖြစ်တယ်လိုချင်နေတဲ့အတွက်ယူသွားကြတာဖြစ်တယ်သူတို့ကဘာကြောင့်ယူချင်တာလဲဆိုတော့ကျွန်တော်ကတန်ဖိုးရှိတဲ့အတွက်ဖြစ်တယ်ကျွန်တော်မှာတန်ဖိုးတတ်မှတ်ထားတာရှိတဲ့အတွက်ဖြစ်တယ်ဆိုပြီးတော့မှပြောလိုက်တဲ့အခါမှာတော့ခုနကလူနားလေသွားပါတော့တယ်